နေကသတင်းထဲမှာတွေ့လိုက်တာသူများဟွာဖြစ်တဲ့ထဲမှာတွေ့လိုက်လို့ဒီမှာငါဘောလီပါတယ်ဒီမှာဇာလေးတောင်ပါသေးတယ်စိုက်ကတော့စစ်စစ်ဇာလေးอ่ะတခါလေးပြောထားတာနင်တို့စစ်လို့ရှင်ငါစိုက်ပါတခါလေးပြောထားတာဒီမှာအောက်ခံပေါင်းပြီဒီလိုဂျိုင်းနှစ်ဖက်လုံးမှာ6000ပဲရပြီညီမလေးဆွဲဟာအာကောင်းတယ်လားနာရောနာပြီမဲ့သူပေးတဲ့တန်ရလောက်ပါ ဆိုတော့အရင်ဆုံးကျွန်တော်တို့ကသွားကြညက်ပြီဆိုတာသိတယ်ဆိုတာနဲ့သွားကြထိုးတယ်လို့မျိုးဒုတ်တန်ဒီလိုချောင်းတက်တက်ကြီးတွေနဲ့မထိုးလိုက်ပါနဲ့လို့ကျွန်မကတော့လေဒီလိုချိုးပါတဲ့ဟာလေးသုံးစီခြင်းနဲ့ဒီလိုဟာလေးတွေကစူပါမားကတ်တွေမှာအသွားတိုက်တန်း Hello အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့လဲထုံးစံအတိုင်းပောက်ပောက်ဆာဆာရည်တရာဗီဒီယိုလေးတွေ reaction လုပ်သွားမှာပဲဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူအပြင်းပြေးလိုက်ကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်နေ့ဆိုင်ကဝင်အောင်သွားတာဆိုဆိုင်ကဘယ်မှာတော့အေးဟုတ်တယ် တကယ်ဝဲတောက်တွေထားတယ်ဆိုတော့ဟိုဟာအုတ်ထုတ်ပဲဝဲလာခဲ့တော့เออဟုတ်တာပဲသူပြောတော့လေဟုတ်တာပဲเนาะဝတ်တောက်တွေဖမ်းနေအတင်းကျပ်ဖမ်းနေပါတယ်ဆိုတော့လိုင်းစင်ဘိန်းတွေဝယ်မယ်လို့တော့လေလိုင်းစင်ဘိန်းတွေကအတကုံဈေးတွေခွတ်တက်တာဗျာအစမတန်ကြီးတွေခွတ်တက်တာဆိုတော့လုံးလုံးဆယ်အုတ်ထုတ်ပဲဝယ်တာအကောင်းဆုံးပဲအဲ့ဒါမှန်နေမှန်နေနေဆိုင်ကဝယ်အောင်သွားတာဆိုဆိုင်ကဘယ်မှာလဲ ခဲဝဲတောက်တွေထားတယ်ဆိုတော့ဟိုဟာအုတ်ထုတ်ပဲဝဲလာခဲ့တော့လေမသားမပေါက်တက်ခဲ့ရနော်ကြံကြံဖန်ဖန်နေဒီဗီဒီယိုလေးတော့ဆိုင်ကယ်စီးပြီးတော့အပြင်ထွက်မယ်ဆိုတော့မိန်းကလေးတွေအမျိုးသမီးတွေအတွက်ပေါ့နော်ကြိုတင်ပြင်ဆင်ရန်လေးတွေနဲ့စောင့်ရန်ရှောင်ရန်လေးတွေကိုအမကြီးတယောက်ပြောပြထားတာလေးကဲကျောတို့အတူတူလိုက်ကြည့်အောင်အပြင်သွားမှာဒီနေ့အပြင်သွားမှာလေးသွားမှာလက်ထဲမှာလေးအကုန်ပြထားတာအဲ လူတွေရှေ့ကြရင်ဟိုစစ်ဒီစစ်လုံးနေမှာဆိုလို့ဒီမှာငါလူလိုင်းစင်ပါတယ်တက်တန်းနဲ့ပုံသေးဘူးလူလိုင်းစင်ဒီမှာဆိုင်ကယ်ဒီဆိုင်ကယ်လိုင်းစင်အကုန်လုံးအုံနာဘုတ်ကစာငါအစုံပါတယ်ပြီးတော့နောက်တစ်ခုကြံသေးတယ်ဟိုနေ့ကတရေနဲ့မှတွေ့လိုက်တာသူများဟွာဖြစ်တဲ့ထဲမှာတွေ့လိုက်လို့ဒီမှာငါဘောလီဘောလီပါတယ်ဒီမှာစာလေးတောင်ပါသေးတယ်ဟုတ်တယ်နော်ဟိုတလောလေးကကြားလိုက်တယ်ဆိုင်ကယ်စီးတာတို့အပြင်ထွက်တာတို့ဆိုရင်ဗျာဘောလီမပါရင် ဖမ်းမယ်တဲ့ထူးထူးဆန်းဆန်းကြံကြံဖန်ဖန်တက်လာဟိုတလောလေးကတွေ့လိုက်တယ် နေကသတင်းထဲမှာတွေးလိုက်တာသူများဟွာဖြစ်တဲ့ထဲမှာတွေးလိုက်လို့ဒီမှာငါဘောလီပါတယ်ဒီမှာဇာလေးတောင်ပါသေးတယ်စိုက်ကတော့စစ်စစ်ဇာလေးอ่ะတခါလေးပြောထားတာနင်တို့စစ်လို့ရှင်ငါစိုက်ပါတခါလေးပြောထားတာဒီမှာအောက်ခံပေါင်းပြီပါတယ်နော်အမီတောင်လေးအဲစိုက်ကတော့ဒါကတော့ငါအိတ်ဆက်ဝေးရတယ်ငါနည်းနည်းဟုတ်ပါတယ်ခါကြတော့ဝါတဲ့ခါကြအိတ်ဆက်ဝေးရတယ်အကုန်လုံးပြောပြထားတာငါအခုပြင်သွားတော့မှအကုန်လုံးကအထုံနဲ့အဖုံနဲ့ ဒီမှာအကုန်လုံးအပြည့်စုံပါတယ်အဲ့အကြောင်းငါလာပြောပြထားတာနင်တို့ရှေ့ရောက်လို့ရှိရင်ပိုလှန်ဒီလော့နဲ့စစ်နေလို့ရှိရင်ငါရှက်တတ်တယ်အဲ့အကြောင်းလာပြောအဲ့ဒါလည်းဟုတ်တယ်နော်ဒီနီးလေးလည်းမစိုးဘူးနော်အိုင်ဒီယာတော်တော်ကောင်းတယ်နော်သူလည်းမစိုးဘူးဒါဒီနီးလေးမစိုးဘူးတက်လားအပြင်မှာဗျာဘာပဲပြော့ပြော့စစ်တယ်ဘာညာဆိုလို့ရှင်ဗျာနည်းနည်းရှက်စရာဘာညာဖြစ်နေဦးမှာတိလားအခုလိုမျိုးအပြင်ကိုမထွက်ခင်ဗီဒီယိုလေးရိုက်လိုက်မယ်ဗျာဟောအပြင်မှာလဲစစ်တဲ့လူနဲ့တိုးတဲ့အခါမှာဗျာ ဗီဒီယိုလေးပဲကောက်ပြလိုက်ရင်ဒါပြီးပြီအစအဆုံးရှင်းပြเสียမလို့တော့အဲ့ဗီဒီယိုလေးပဲပြပြီးတော့တန်းထွက်လာရုံပဲเนาะအပြင်ထွက်မဲ့မိန်ကလေးတွေအတွက်ဒီလိုမျိုးလေးလှုပ်တင်နေเนาะမစိုးဘူးကြိုပြီးတော့ရိုက်ထားပါဘော ားချီတဲ့ကောင်းမသာပေါ်မဲလေးဓမ္မာမာလမ်းအိုနဲ့ခေါင်တကြီးနဲ့မင်းပါတော်လေမိုက်လိုက်လားတော်တော်ငါစောင့်ယူမဆိုင်ဘူးငါကယူဆိုင်တာဆရာတော်ပဲဒီဘဝကငုံထမ်းရည်တူချလိုက်စမ်းပါဘွာတော်တွေနားတော်လို့ကောင်းတယ်နော် ူကီးနဲ့သူ့အတန်နဲ့တော့လုံးဝဟုတ်နေတာပဲပေါက်တိုက်ကြရတယ်ကွာကျုံမင်းကလေးရလို့ဖြစ်လာရင်အပေါ်မွေးရောအောက်မွေးရောတန်းလောကထက်တောင်ရှုပ်ထွေးပါတယ်အဲ့တော့ရှုပ်နေတဲ့အမွေးတွေကိုအပြောင်ရှင်းပြစ်မယ်ဟာဘာရီမျောလင့်နေရလဲခြေသလုံးမွေးကိုပြောတာဟေးတော်သေးရောကွာခြေသလုံးမွေးကဲွားလို့မဟုတ်လို့တော့ငါထင်တာကွက်တီပဲ ဘာတွေမျောလင့်နေရလဲခြေသလုံးမွေးကိုပြောတာဟုတ်အမွေးကိုတချို့ကနှုတ်တယ်တချို့ကညက်တယ်တချို့ကရိပ်ပါတယ်တွေကအဲ့လောက်ထိလှုပ်ရှုပ်မခံဘူးဘာလို့လဲဈေးလက်တန်းအချိန်လဲမကုန်နဲ့ cherry ရှိရလေဒီလိုဂျိုင်းနှစ်ဖက်လုံးမှာ6000ပဲရပြီညီမလေးဆွဲဟာအာကောင်းတယ်နာရနာပြီမဲ့သူပေးတဲ့ဒဏ်ရာတော့ဘာဘလူးကြောင့်သူကအစ်စ်ပါလာတာလေဟမ်နာရနာပြီမဲ့သူပေးတဲ့ဒဏ်ရာတော့မနာပါဘူး ဝင်ရှင်းပြီးသွားရင် after wash screen လင်းပေးပါတယ်။သူက wash soap ပြီးရင်လင်းပိုကောင်းတယ်။ကားရီချုံးမှုပြီးအမနောက်တစ်ဖက်ကျန်သေးရဲ့လေ။ဟောဟုတ်တာပဲ။အဲ့ဒါစိတ်လုံးရတာ။မဲရာတွေကိုတတ်တာစီတယ်။ပြီးပြီလားညီမ။ဟုတ်ပြီပြီအမ။ဒါဆိုမှတော့အမွေးရှင်းလိုက်ကြတာပေါ့။အာဝင်ရှင်းဒီလိုခြေထောက်နှစ်ဖက်လုံးမှာနှစ်တောင်းပဲ။ရပြီညီမလေးဆွဲတာဆွဲ။ချအားရပါရဆွဲ။အာအဲ့လိုမနာပါဘူး။သူပြည့်ရတဲ့နေရာကြီးအောင်ထုံနေပြီလေ။နာကျင်မှု။နာကျင်မှု။ အမွှေးရှင်းပြီးတိုင်း after wax friendly ဒိမ့်ပေးရမယ်နော်အဲ wax မလုပ်ပဲလိုရှင်းအနေနဲ့မျက်နှာလွယ်ပြီးကြိုက်တဲ့နေရာအကုန်လင်းလို့ရတယ်ဩမင်းတို့တွေးနေတဲ့နေရာလည်းရတယ်ဟာ private area ကိုအမွှေးရှင်းမယ်ဆိုလဲ3000ကျော်လောက်ပဲရှိတယ်လုံးဝအပြောင်းနော်ကဲဆိုင်ကလောက်ကိုအချိန်ရှိရဲ့ဒီလို vaccine ဘူးလေးလည်းထုတ်ပေးထားပါဗျ။အိုးအဆင်ပြေတာပဲနော်။ဟုတ်ဒီမှာရေမှုလည်းရောက်လာပဲ။အဲ့နဲ့လေးမျိုးတောင်ရှိရဲ့ ဒါလေးစကြည့်ရုံပဲဟမ်ဟောမမအဲ့ဒါရေမွေးလေးမဟုတ်ဘူးရှင်ဂျိုင်းချင်းနဲ့ပြဆက်ပေးလေးပါအော်ကဲအမွေးလေတော်ပြောင်းသွားပြီအမွေးရှိပြီလို့ cherry ရှိရယ်နော်ကြော်ညာတဲ့စကေးကြီးကလုံးဝလန်ထွက်တာနော်အခုနောက်ပိုင်းပြတိလာဟိုးအရင်တော့ကြော်ညာတယ်လို့လေဒါလေးကဘလို့ပါဒီဘူးလေးကဘလို့ပါဒီဆိုင်လေးကဘယ်နှမှာရှိပါတဲ့ဘလို့ပညာဆိုတာမျိုးတွေထက်ပေါ့နော် အခုလိုမျိုးလေးဗျဘာပဲပြောပြောဟာတာလေးတွေနဲ့တလွဲလေးတွေနဲ့ရော့ရော့ထဲ့ပြီးတော့ကြော်ညာတာပို့ပြီးတော့လဲပေါက်တယ်ပို့ပြီးတော့လဲလူကြိုက်များကြတယ်ပေါ့နော်စားတာစားတာเนาะအဲ့တက်ကဘယ်ကနေဘယ်လိုပေါ်လာလဲနေုံနေုံနေုံ to let jam wa အာပေါက်တက်ကရကြံကြံပန်ပန်ကွာဒီဗီဒီယိုလေးတော့သွားကြခဏခဏညက်လို့သွားကြထိုးနေတဲ့သူတွေအတွက်ပေါ့နော်သွားဆရာဝန်အမကြီးတယောက်ပြောပြထားတာလေးကိုကဲကျွန်တော်တို့အတူတူလိုက်ကြည့်အောင်ဗျစာစာပြီးတိုင်းမှာစာညက်လို့သွားကြညက်လို့ဆိုပြီးတော့သွားကြထိုးရံနဲ့အမြဲတမ်းသုံးပြီးတော့ တွားချထိုးနေရတဲ့လူတွေဆိုလို့ရှိရင်အဲဒီလိုတွားချထိုးတာကောင်းလားမကောင်းလားရရှိမှာဘာတွေဖြစ်နိုင်လဲဆိုတဲ့အကြောင်းလေးကိုဒီနေ့ပြ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 ခြင်းပါတယ်ရှင်မင်္ဂလာပါကျမတို့မိပါတွားချဝင်ပါရှင်မင်္ဂလာပါဗျာပထမဆုံးအနေနဲ့အဲအစာညက်တယ်လို့ကိုကူကူသိတယ်ပေါ့နော်ကိုကူကူအစာညက်မှန်းသိတယ်ဆိုအစာညက်တဲ့ဟာကိုကိုယ်တိုင်ထုတ်လို့ရတယ်တချို့လူတွေဆိုလို့ရှိရင် ကိုကိုကိုသွားချညက်နေတာကိုတော့မသိဘူးမသိပဲနဲ့သွားချတွေမှာညက်ညက်ပြီးတော့သွားအပေါက်ဖြစ်ဟိုးစားကြိုက်ရောင်လာတော့မှပဲအဲစီကန်းကိုနောက်ကြမှာရောက်လာတဲ့လူနာတွေကျမတို့တော်တော်များများတွေ့ရတယ်ပေါ့နော်အဲဒါကြောင့်မလို့ဟိုအစာညက်နေတာကိုသိပြီဆိုလို့ရှင်ကိုကိုဘက်ကနေအစောဆုံးလက်ဦးမှုရယူလို့ရတယ်အခြေအနေလို့ကျမတို့အနေနဲ့ပြောလို့ရတယ်ဆိုတော့အရင်ဆုံးကျမတို့ကသွားချညက်ပြီဆိုတာသိတယ်ဆိုတာနဲ့သွားချထိုးတယ်လို့မျိုးဒုတ်တန်ဒီလိုချောင်းတက်တက်ကြီးနေမထိုးလိုက်ပါနဲ့လို့ကျမကတော့လေဒီလိုကျိုးပါတဲ့ဟာလေးသုံးစီခြင်းနဲ့ဒီလိုဟာလေးတွေက ူပါမားကတ်တွေမှာအသွားတိုက်တန်းသွားတိုက်စီရောင်းတဲ့ကောင်တာတွေမှာဝယ်လို့ရတယ်။ဆိုတော့ကျမတို့ဒီဘက်အချွန်ဘက်နဲ့မသုံးစီခြင်းဘူးပေါ့နော်။ဒီလိုကျိုးလေးကိုပဲသုံးစီခြင်းနဲ့ကျိုးလေးနဲ့သွားကြတဲ့ဟိုထက်အရှိန်အောင်လေးဆွဲလိုက်ရင်အစာကဘေးကနေထွက်လာတယ်။ ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့တစ်ခါပြန်ကြည့်ရအောင်ဆိုတော့သွားကြညက်တာကဘယ်နေရာမှာညက်တာလဲသွားကြညက်တယ်ဆိုတာဒီသွားနှချောင်းဒီခေါင်းပိုင်းပေါ့နော်ဒီလိုနေရာမှာသွားချင်းထိနေတဲ့နေရာမှာဒါသွားကြညက်တာဒါပုံမှန်ပဲဒါပေမဲ့ကျွန်တော်တို့တွေသွားကြထိုးပြီးဟေးဆိုရင်ဒုတ်တန်ဘယ်ကိုထိုးလဲဆိုတော့ဒီသဖုံးနေရာကိုထိုးတယ်အာဆိုတော့ဟုတ်တယ်နော်လုံးဝကွက်ကွက်ကွင်းကွင်းမြင်အောင်ကိုထောက်ပြတာနော်ဟုတ်တယ်ဟုတ်တယ်ဒါတကယ်မှန်နေပြတဲ့လားဒါပေမဲ့ကျမတို့တွေသွားကြထိုးပြီးဟေးဆိုရင်ဒုတ်တန်ဘယ်ကိုထိုးလဲဆိုတော့ဒီသဖုံးနေရာကိုထိုးတယ် ဆိုတော့သွားချညက်နေတဲ့နေရာတခြားကျွန်တော်တို့ထိုးနေတဲ့နေရာတခြားကြာတော့မှဖြစ်လာတယ်သခုံးကတဖြည်းဖြည်းနေလာတယ်ကြာတော့သွားချတွေပူပူပူညက်လာတယ် ပိုဆိုးဆိုးလာတယ်သွားတွေကကျင်လာတယ်ကျဲလာတယ်သွားကိုဆုံးရှုံးရတဲ့ဒီပါကြိုးတွေဖြစ်တယ်ပေါ့နော်အဲဒါကြောင့်မို့လို့အစာညက်တယ်ဆိုလို့ရှိရင်အစာစားပြီးတဲ့မှာဒီလိုကြိုးလေးနဲ့ကိုယ်သွားရဲ့နေရာအနှံ့အောင်တန်ရှင်းလေးလုပ်ပေးပါလို့ကျွန်မနေနဲ့မှာကျင်ပါတယ်ညအိယံဝန်ခံနေတိုင်းလည်းဒီလိုဒီလိုကြိုးနဲ့တန်ရှင်းလေးလုပ်လုပ်ပြီးတော့မှပဲသွားတိုက်ပေါ့နော်လက်မကျွမ်းသေးခင်အချိန်ဆိုတော့ဒီလိုဟာမျိုးလေးပဲသုံးတာကောင်းတယ်နောက်ပိုင်းလက်နိုင်သွားပြီဆိုလို့ရှိရင်တော့ကြိုးခွေလိုက်ပေါ့နော်ကျွန်တော်တို့တွေသုံးတဲ့ floss ခွေလိုက်မျိုးလေးတွေသုံးလို့ရတယ်ဒါလည်းကျွန်မနောက်ဗီဒီယိုလေးတွေကြာရင်ပြန်ပြီးတော့ဘယ်လိုသုံးရ လေးဆိုတာလေးပြောပြပေးသွားပါမယ်ရှင်။ဟုတ်ကဲ့နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်။အခုလိုမျှော်ဝေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒါတော်တော်များများလဲလွဲနေတာပေါ့နော်။ဒီလိုမျိုးတွေတချို့တွေကသွားကြညက်တာကိုအလွဲဖြည့်ရှင်းပြီးရောသွားကြညက်နေတဲ့ဟာပျောက်သွားရင်ပြီးရောဆိုပြီးတော့တွေးကြရဒုတ်တန်နဲ့အဲ့လိုမျိုးထိုးတာမျိုးတွေပေါ့နော်။ အဲ့လိုမျိုးတွေတော်တော်များများလောက်ကြတယ်ဗျာ။သွားတွက်လည်းမကောင်းဘူး၊သွားလည်းကျဲတယ်ပေါ့နော်။နောက်ပြီးတော့တချို့ကြောက်လည်းအခုလိုမျိုးကျိုးတံလေးမရှိတဲ့သူတွေကပေါ့နော်။ဘလို့ဖြစ်ချင်းလဲဆိုတော့အဲ့လိုအဝိဆာလေးနဲ့ဒီလိုမျိုးစီးတယ်ပြီးတော့အဲ့အဝိဆာနဲ့အဲ့သွားကြညက်တဲ့နေရာသွားလေးကိုအပေါ်ဆွဲတင်တာမျိုးတွေလည်းအဆင်ပြေတယ်ပေါ့နော်။အဲ့လိုမျိုးလည်းတော်တော်များများလောက်ကြတယ်ဗျာ။ကဲဒီနေ့တော့ဒီလောက်ပါပဲဗျာ။အဆုံးထိလိုက်ကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။နောက်နေ့မှရည်စရာဗီဒီယိုလေးတွေနဲ့ပြန်လာခဲ့ပါမယ်။